ိုက်ဒီယိုစီရီတော်ဖျားကြီးတောင်းအောင်လိန်ချရဲကိစ္စအမှန်အကုန်လုံးသိရပါပြီအခု online ပေါ်မှာပြန့်နှံ့နေတဲ့ဂျိုက်ဒီယိုစီရီတော်ဖျားကြီးတောင်းအောင်လိန်ချရဲဗီဒီယိုဖိုင်က AI နဲ့လုပ်ထားတာပါဒါပေမဲ့ဒီနောက်ပယ်မှာကျွန်တော်သိရမယ့်ကိစ္စအချို့ရှိပါတယ်ဂျိုက်ဒီယိုစီရီတော်ဖျားကြီးဟာဟန်လင်းလှုပ်တဲ့နေ့မှာနော်တော်တော်လေးကိုလှုပ်ကတ်သွားတယ်6ဒီဂရီလောက်ဆောင်းသွားတယ်ဆိုပြီးတော့တိုင်းတာမှုများအရာအတိအကျကိုသိရပါတယ်ဘယ်သူမှငင်းလို့မရပါဘူး ကြိုက်တူစီရီတော့ဖျားကြီးဟာတကယ်လို့ဒါအဲ့ဒီနေရာကိုအခြေပြုပြီးတော့အင်အား၅လက်သမ၅လောက်တာနော်အလဲလက်ငလင်လောက်ပဲလာရင်တောင်းကြိုက်တူစီရီတော့ဖျားကြီးဟာပြုတ်ချသွားနိုင်တယ်ဆိုပြီးတော့ကျိုတင်ခံမမှုတွေရှိနေပါပြီနော်တွက်ချက်မှုတွေရှိနေတယ်ဒါကတော့ကျွန်တော်တို့ကြိုက်တူစီရီတော့ဖျားကြီးနောက်ွယ်ကပြုတ်ချနိုင်တဲ့အခြေအနေများနဲ့ပတ်သက်ပြီးနောက်ွယ်ရကိစ္စတွေကိုပြည်သက်တွေကိုပြန်လည်ပြောပြခြင်းမှာအခု online ပေါ်မှာနော်ဘုဒ္ဓဘာသာကိုစော်ကားပြီးတော့ အာအခုလိုမျိုးเนาะဒါ JT Studio ရောဖျားကြီးတောင်းအောင်ပြုတ်ချရတဲ့အာဗီဒီယို final လောက်ထားတော့အင်မတန်မှစိတ်မကောင်းပါဘူးကျောင်းနေနေလေเนาะဆိုတော့ AI နဲ့လုတ်တဲ့သူကတော့ဒါသူထိုင်နေသူကံပေါ့ဗျာလို့ဖြစ်ဖြစ်ပါကျွန်တော်တို့ဗုဒ္ဓဘာသာမှာလေအဆွင့်ရောက်တဲ့သူတွေရှိတယ်ဆွင့်ရောက်တယ်ဆိုတာက JT Studio Studio ဖျားကြီးကဘာမှဖြစ်မှာမဟုတ်ဘူးเนาะဒါဒုံးကြီးနဲ့ဖြစ်ရင်တော့ဟလာဘာမှဖြစ်မှာမဟုတ်ဘူးတကူတော်နဲ့လုတ်ထားတဲ့ကိစ္စပါညာဒါပြောဆိုနေကြမှုတွေကိုတော့ကျွန်တော်နေနဲ့လက်မခံဘူး ဒါအစွန်းရောက်လို့ကျွန်တော်တတ်မှတ်ပါရည်နေကတခါမှာလေးချိတ်ယူစီတီတော့ဖျားကြီးလို့မျိုးနောက်ခံကနော်ခံထားတဲ့စစ်မနေပဲနဲ့ဒီတိုင်းတော့အလွတ်ကြီးအသဘောတရားတဘာဝအရာဖြစ်ဒီလာတဲ့၆တုံးနဲ့အများကြီးရှိပါတယ်နော်ဆိုတော့နေကတခါမှာလေးအများကြီးတွေ့ရတယ်ဥရောပမှာလေးတွေ့ရတယ်ဒီဥပမာလေးတွေ့ရတယ်ဆိုတော့အများကြီးလေးဒါအယူမသိကြပါနဲ့ချိတ်ယူစီတီတော့ဖျားကြီးဟာလေးငလင်ကြီးကြီးမမလှုပ်ရင်ပြေချနိုင်တဲ့အနေအထားမှာရှိပါတယ်